ခြင်းကိုစဉ်းစားရင်အိဋ္ဌဒုက္ခအနတ္တကိုမြင်မယ်။ဒါတင်လားဆိုတော့မကဘူး။အိဋ္ဌဒုက္ခအနတ္တကိုမြင်ပြီးဆိုမှတော့ဒီဉာဏ်ကတွတ်တက်နေပါလေ။တွတ်တက်ရင်ဘယ်ရောက်သွားမလဲ။သစ္စာလေးပါးကိုထွတ်ထွင်းပြီးတော့သိတယ်။မဲ့ဉာဏ်ကိုရမယ်။အဲ့ဒါကိုပြောတော့သံဘောဓာယတဲ့။သံဘောဓာယဆိုတာသစ္စာလေးပါးကိုထွတ်ထွင်းပြီးတော့သိတဲ့နိဗ္ဗာန်ကိုတော့မြင်နိုင်သည့်အထိအစင့်မြင့်တဲ့ဉာဏ်ကိုရည်ရွယ်တာ။အဲ့ဒါကိုရပြီဆိုလို့ရှိရင်အဲ့ဒီလောက်ဉာဏ်ထက်ပြီဆိုရင်ဘာဖြစ်မလဲ။နိဗ္ဗာန်ဓာယတဲ့။နိဗ္ဗာန်ကိုမျက်မှောက်ပြရလိမ့်မယ်။ဟော။ အလွန်မြင့်မားတဲ့အကျိုးရလဒ်တွေဒီခန္ဓာရဲ့သိခြင်းဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းအဖြစ်ရလိမ့်မယ်လို့ဟောတာနော်ဧကန္တနေပိရာယသေချာပေါက်တန်တရားဝရှင်ရဲ့ကိုညီငွေတဲ့ညာကိုရမယ်သူကြတော့ဧကန္တဆိုတဲ့စကားလုံးလေးပါထည့်ဟောတယ်နော်သိခြင်းကိုစဉ်းစားသိခြင်းစဉ်းစားတဲ့နေရာမှာနည်းနည်းလေးတော့ဦးရှင်တို့နောက်ပိုင်းလေးမှာနည်းနည်းပြောပါမယ်သူကဟိုကိုယ်တဘဝကိုယ်တခန္ဓာရဲ့ပြည့်တက်တဲ့သေတက်တဲ့သဘောလောက်စဉ်းစားတာနဲ့သူကမပြည့်စုံဘူး ဖြစ်နေတဲ့တတ္တဝါမှန်သမျှတွေ့နေရတဲ့တတ္တဝါမှန်သမျှအကုန်သိရမှာကြီးပဲလို့စဉ်းစားမှပြည့်စုံတာလူတွေတည်းမကောက်ဒိဋ္ဌန်တွေမြင်မြင်သမျှတွေ့တွေ့သမျှကိုယ်စိတ်ကူးတဲ့ရှိရှိသမျှတတ္တဝါတွေအကုန်လုံးဟာသိကြမှာကြီးပဲဆိုတဲ့အမှန်တရားကိုစဉ်းစားမှညံပို့ပြီးတော့ကျေပြန့်တာကြီးမားတာဟုတ်လားဧကန္တနိဗ္ဗိဒါယတန်တရားဟာ ပျော်ရွှင်ကြီးပျော်ရွှင်စရာကောင်းတဲ့အနေထားတစ်ခုမျိုးဆိုတာတေချာပေါ့သိမယ်ပြီးတော့ပါတော့ဝိဒါဂါယဆွဲမဲ့မှုกินမယ်နေရောဒါယဒုက္ခချုပ်မယ်ဥပဒမာယနှလုံးစေဝံညင်းအေးမယ်အဘိညာယထူးသောဉာဏ်ဖြင့်သိမယ်တံဘောဒါယထိုးထွင်းပြီးတော့သိမယ်နိဗ္ဗာန်ဒါယနိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်ခုနှစ်မျိုးနော်ဟုတ်လားဒါကြောင့်မလို့တခါသမားတို့အရှင်တို့တွေနော်အကုသိုလ်ကိုရှောင်ကျင်လူစိတ်ထက်သန်ဖို့ကုသိုလ်ကိုဆောင်ရွက်လူစိတ်ထက်သန်ဖို့အတွက်မျက်ခြေမပြတ်ရမယ့်အမှန်တရားတစ်ခုဟာဘာလဲလို့မေးရင် တည်ခြင်းတရားပဲဟုတ်လားဒီဥစ္စာကဟိုလူတိုင်းနဲ့အချိန်တိုင်းမှာနော်ဆက်ဆံနေတဲ့ပတ်သက်နေတဲ့တရားဖြစ်တဲ့တွေ့ရအောင်ကျွမ်းကျင်ထားတဲ့နေပါနော်ကိုယ်စိတ်ထဲမှာတော့တည်ခြင်းတရားကိုစဉ်းစားတဲ့နေရာမှာနော်စဉ်းစားပုံစဉ်းစားနေတနည်းအားဖြင့်အချက်အလက်ကလေးတွေပေါ့နော်ဘလို့စစဉ်းစားမလဲဆိုတော့အာလုံနေမကြလို့ရှင်သူကလည်းပဲအရင်ကြီးကျွမ်းကျင်မှာမဟုတ်နော်အော်ရှင်တန်ခြင်းဟာမမြဲတေဆုံးခြင်းဟာမြဲတယ် နဲမွေးဖွားလာတဲ့တတ္တဝါတွေကအကုန်လုံးတေးရလိမ့်မယ်။တေးရကြည်သေးရဲ့ငါဟာတေးရကြည်သေးရဲ့တေးကိုတေးရလိမ့်မယ်။ကိုကိုကိုတေးလူတယောက်ဖြစ်တယ်ဆိုတာကိုချိန်ဖန်များစွာစဉ်းစားတာ။ဟုတ်လား။ဒါပေမဲ့အဲ့လိုစဉ်းစားတဲ့နေရာမှာဒီတေးတတ်တဲ့သဘာဝတွေရဲ့အကြောင်းတွေကိုလည်းပဲအထိုက်လျောက်နားလည်ထားဖို့လိုတယ်။အဲ့ဒီနားလည်မှုတွေနဲ့တွဲပြီးတော့လုံမအားကောင်းဘူးနော်။အဲ့ဒီနားလည်မှုကိုရအောင်ဒေသနာတွေကို လေ့လာဖို့သင်တယ်ပေါ့။ဘုရင်တို့မြတ်စွာဘုရားလက်ထက်က သားတယောက်သေးလို့နော်ဖခင်တယောက်အနေနဲ့ဘလို့မှနော်မဖြစ်နေမဆိုင်နေဖြစ်နေတဲ့တခါကြီးတယောက်ကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာလေးတစ်ပုဒ်ရှိတယ်။အဲတန်လှသုတ်တံလို့နာမည်ပေးတယ်။တန်လှဆိုတာနော်စိတ်နှလုံးကိုစူးနေတဲ့မြားလို့အဓိပ္ပာယ်ရတယ်။နော်သားဖြစ်တဲ့လူပျက်စီးသွားတဲ့အခါကျတော့သူ့စိတ်နှလုံးမှာတောကမြားစူးနေတယ်။သူဘလို့မှမနှုတ်နိုင်ဘူး။အဲ့ဒါမြတ်စွာဘုရားနော်အမြင်မှန်ရအောင်လှုပ်ပေးတာ။ကိုယ့်ရဲ့အမြင်မှန်ဖြင့်သာတဲ့ ကိုယ်တန်တာမှာစူးနေတဲ့စိုးရိမ်မှုများကိုနှုတ်နိုင်တာသူများလာနှုတ်ပေးလို့မရဘူးဒါပေမဲ့သူများကဒီမြားကိုနှုတ်တဲ့နေရာမှာအမြင်မှန်ရအောင်တော့အထောက်ကိုပေးနိုင်တယ်တကယ်တကယ်မြားကိုနှုတ်တာကကို့အမြင်မှန်ပဲကို့ကိုနှုတ်ပေးမှာပေါ့နော်တိုးတော့အဲ့ဒီအမြင်မှန်ရအောင်ကြတော့သူတော်ကောင်းတွေရဲ့နော်အကူအညီကိုဘယ်လိုရတော့ယူရတာနော်သူတော်ကောင်းတွေရဲ့အကူအညီနဲ့ကင်းကွာပြီးတော့မရတာကြောင့်စကားလေးတစ်ခုံးခေါင်းထဲပေါ်လာလေးတယ် ဒုက္ခတွေဆက်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 ဖြစ်နေရတန်တရာဘုကမလို့ဖနဲ့ဒုက္ခတွေဘာကြောင့်ဆက်ဆက်ဖြစ်နေရတယ်လဲဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုရင်အအကြီးဆုံးအကြောင်းတရားကအဝိဇ္ဇာဟုတ်လားဘာကြောင့်ဒုက္ခတွေဖြစ်လဲဘာကြောင့်ဆင်းရဲလဲလို့မင်းဆင်းရဲဘာကြောင့်ဖြစ်လဲလို့မင်းအဝိဇ္ဇာလို့ထိထိမိမိအကြောင်းတရားကိုမြင်တတ်ပါစေဟုတ်လားအဲ့လိုဆိုရင်ဆင်းရဲဘာကြောင့်ချုပ်တုံးဒုက္ခတွေဘာကြောင့်ချုပ်သွားတုံးလို့မေးရင်ရုတ်တရက်ဆိုရင်တော့ဝိဇ္ဇာလို့ဦးဇင်းတို့ပြောမိမယ်ပေါ့နော်ဒါပေမဲ့အဖြေကအဲ့လိုမဟုတ်ဘူး ဆင်းရဲဘာကြောင့်ချုပ်တုံဆိုတာမြတ်စွာဘုရားကြောင့်ချုပ်ရတယ်ဟောဘုရားကိုအကြောင်းတရားအနေနဲ့ပြောထားတာတကယ်လို့ဒီလိုအမြင်မှန်ရထားတဲ့ပုံကိုတူတူတောင်မြတ်စွာဘုရားတော့ပေါ်မလာဘူးဆိုရင်ဥစ္စေဝိဇ္ဇာဆိုတာရှိနိုင်မလားအတိချာတွေးကြည့်တော့မှအော်ဟုတ်တာပဲဆိုတဲ့အမြင်ဖြစ်လာတယ်ဟုတ်တယ်မဟုတ်လားအခုကျွတ်တို့မှာတော့ဘာဘာပဲပြောပြောအခုသိနေတဲ့အတိလေးတွေမှာဖြစ်စလောက်လေးတွေပေါ့ဟုတ်လားဒီမှာဖြစ်စလောက်အတိလေးတွေတောင်မစွတ်တရားရတာတော့ဘုရားစီရရတာနော်ဟုတ်တယ်မဟုတ်လား ဘုရားဟောထားတဲ့ဒီအမြင်မှန်ဒေသနာတွေနဲ့ကင်းပြီးတော့ဦးဇင်းတို့မှာဒီညာဘလို့မှဖြစ်လာကြအောင်မရှိဘူးเนาะမြတ်စွာဘုရားကြီးကဓာတ်ရိုက်မဟုတ်တောင်မှဓာတ်ရိုက်တော့မကြားခဲ့ရဘူးပေါ့ဟုတ်လားဒါပေမဲ့ပြောတော့မရဘူးပေါ့ဘုရားတထက်ကဘုရားနဲ့တွေ့တဲ့လူလည်းဖြစ်ပြီးတော့မှမိုက်လို့မဲလို့ကြံနေတာလည်းဖြစ်ရင်ဖြစ်မှာပေါ့ဟုတ်လားအင်းတေကြတာကတော့မြတ်စွာဘုရားရဲ့စကားတော်ကိုတစင်ကြားနဲ့ဦးဇင်းတို့နားတယ်ကိုရောက်လာခဲ့တယ်အဲ့ဒါကနေဆက်ဆက်ပြီးတော့အတိလေးတွေညံလေးတွေဖြစ်ပေါ်လာတယ် တကယ်တန်တရားဝိဒုက္ခကိုဏိကုံးချုပ်ပေးတာတော့အတိညာချုပ်ပေးတာပေါ့သို့တော့အဲ့ဒီအတိညာကမြတ်စွာဘုရားကြောင့်တာနေရတာဖြစ်တဲ့အတွက်ကြောင့်တန်တရားဝိဒုက္ခကလွတ်ချင်းရဲ့အာကြီးတဲ့အကြောင်းတရားမြတ်စွာဘုရားပွင့်လာခြင်းပဲလို့ဒီလိုမျိုးပြောတာဟုတ်လားဒါကြောင့်ဒေသနာတွေကိုဦးဇင်းတို့ကလို့ဖို့လို့တော့လေးလာဖို့လိုတယ်၊နာယူဖို့လိုတယ်၊လိုက်စားဖို့လိုတယ်အားလုံးဟာဆက်ဆက်နေတာပေါ့နော်အဲ့ဒါမြတ်စွာဘုရားအဲ့လိုသားသေးလို့နော်ယင်မှာတောကမြောက်တောကညောင်ဆူးနေတဲ့တရားကြီးကိုဟောတဲ့ဒေသနာတစ်ပုဒ် ဲ့ဒီတဲကခါထာလေးတွေနည်းနည်းဥစဉ်ကောင်းထုတ်ချက်ချပြီးတော့ပြောမယ်။အနိမိတ်တမနေညာတံမိဇာနဲ့ဣရဇီဝိတံဂတိတင်္စပြိဋ္ဌင်္စတင်္စဒုက္ခေနာတံယုတံ။နော်သိချင်းတရားအကြောင်းကိုစဉ်းစားဖို့အဲသိချင်းတရားအကြောင်းကိုစဉ်းစားရင်ဒီအသက်ဒီခန္ဓာရဲ့အကြောင်းကိုလည်းပဲခြံထားလို့မရအောင်။ဘောင်းဆိုသိတယ်ဆိုတာဒီပြင်ဟာသိတာမဟုတ်ဒီအသက်ဒီခန္ဓာသိတာပဲလေ။တော့ခန္ဓာအကြောင်းသိချင်းသိရင်လည်းသိချင်းတရားအကြောင်းသိချင်းလို့လည်းပဲတသိတေတေတာပြောလို့ရတယ်ဟုတ်လားအဲ့တော့ဘယ်လိုပြောထားတော့ဒီမှာ အနိမိတ္တမနေညာတံမေဇာနဣဒဇီဝိတံကတိတင်္ဆာပြိဋ္ဌင်္ဆာတင်္ဆာဒုက္ခေနတံယုတံဣဒဤလောက၌မေဇာနတတ္တဝါတို့ရဲ့ဇီဝိတံအသက်တည်အနိမိတ္တံတမတ်ချက်အမှအသာကင်းသည်ဟောဒီဖြစ်၏အနိညာတံကတိအသက်အပိုင်းခြားအဖြစ်မတိအပ်သည်ဟောဒီဖြစ်၏ကတိတင်္ဆာညဉ့်ဉင်ပင်ပန်းခြင်းရှိသည်လေဟောဒီဖြစ်၏ပြိဋ္ဌင်္ဆာတူသည်နည်းသည်လေဟောဒီဖြစ်၏တံထိုအသက်တည်ဒုက္ခေနဆင်းရဲနှင့်တံယုတံဆက်ရှင်နေ၏ ဒါလေးကိုနည်းနည်းလေးအသေးပဲပြောပြမယ်။တတ္တဝါတို့ရဲ့အသက်ဆိုတာတဲ့။နော်ဘလောက်နေရလိမ့်မယ်ဘလို့ပုံတန်နဲ့ဘယ်အချိန်မှာဘာဖြစ်သွားလိမ့်မယ်လို့သိနိုင်တဲ့အမှတ်သားမပါဘူးတဲ့။ဆိုလိုတာကဘာမှမသိနိုင်ဘူးတဲ့အသက်ဆိုတာ။ဟုတ်လား။ကောင်းကောင်းသားနဲ့တည်ခြင်းလည်းတည်သွားတာပဲ။အသက်ရဲ့တဘာဝမသိနိုင်ဘူးတဲ့။နော်။ပြီးတော့ဒီအသက်ကဘလို့သဘောရှိတုံးဆိုတော့ တော့ညဉ့်ညင်နဲ့ပင်မတဲ့သဘောရှိတယ်ရုံးကန်ရတဲ့သဘောရှိတယ်ဒီအသက်ရှင်ဖို့အတွက်ဦးဇင်းတို့အများကြီးစူးစမ်းအထောက်အထားဒါပေမဲ့ဘလောက်ပဲစူးစမ်းစူးစမ်းအသက်ကအကြာကြီးတည်နေတာတော့လေမဟုတ်ဘူးတဲ့တိုးတဲ့သဘောနေတဲ့သဘောရှိတယ်တဲ့အဲ့လိုတိုးတဲ့နေတဲ့သဘောရှိလို့နေရာတုံးလေးမှာချမ်းချမ်းသာသာလေးနေလဲရတာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးတဲ့ဒုက္ခိနတန်ယုဒံဆင်းရဲဒုက္ခနဲ့လည်းဆက်ရှင်နေတယ်တဲ့ဒါလက်တွေ့အဲ့ဒါပဲဟုတ်လား